ဒီနေ့ညမှာတော့ပြောပြပေးခြင်းနာကတော့အတန်မဲ့အော်တန်ဆိုတဲ့ဝတ္ထုတူလေးပေါ့နော်ညနေတကောင်ရင်ချင်းအင်ကြီးရဲ့တိတ်ဆိတ်မှုကလေးလံသောတကားပိတ်တန်တစ်ခုကြောင့်ပြက်ပြားသွားသည်ကျမသည်အိတ်မပြောင်းနိုင်သေးပဲစာအုပ်အုပ်ကိုဖတ်နေခြင်းဖြစ်သည် တကားပိတ်တန်သည် ကျမကိုထိတ်လန့်သွားစေသည် ိမ်တွင်ကျမနဲ့ကျမမိသားစုတို့သာရှိသည် ကျမသည် စာအုပ်ကိုချထားပြီး နားစွန့်နေလိုက်သည်တိတ်ဆိတ်မှုကလေးလံနေဆဲဖြစ်သည်သို့တော်လည်းကျမနားထဲတွင်တုံညင်းသောအတန်တခုကို ကြားလိုက်ရသည် ထိုအတန်သည် အော်ဟစ်တန်နဲ့တူတော်လဲအတန်မထွက်ပေနှကဲလှူရှာမှုမရှိပဲအော်ဟစ်နေတဲ့ကဲတို့ဖြစ်နေသည် ျမကလည်းထိတ်လန့်တုန်လှုပ်သွားပြီးနှလုံးခုန်လုံးကမြန်လာတယ်။အခန်းတကားကိုဖြင်းညှင်းစွာဖွင့်ပြီးစင်းစံသို့ထွက်လာခဲ့တယ်။စင်းစံကမှောင်မိုက်နေပြီးလရောင်နှဲငယ်သာပတင်းပေါက်မှဝင်ရောက်နေသည်။ထိုလရောင်ဟာနေရံပေါ်တွင် ရှည်လျားသောအရှိတ်များကိုထင်ဟပ်စေသည်။ကျမသည်ခြေတံမကြားစေရန်ခြေပြားထောက်ကရှောက်လာခဲ့သည်။ အတန်မဲ့အော်တန်သည်ပို၍ကျဲလာသည် ထိုတန်သည်အိမ်အပေါ်ထဲမှလာနေသည်ဟုထင်ရသည်ကျမလည်းအပေါ်ထဲသို့တက်ရန်လှေကားထစ်များစီသို့ရှောက်လာခဲ့သည်လှေကားထစ်များပေါ်မှကျမသည်အေးဆက်သောလေကိုခံစားလိုက်ရသည် ထိုလေသည်ကျမအရေပြားကို ထိတွေ့သောအခါစက်သည်များထထွားသည်ပတင်းပေါက်တွေလည်းမဖွင့်ထားပါဘူး ဘဲကနေလေတွေကလာနေပါလေ။ကျမသည်ပြင်းချင်းစွာနဲ့လေကားတင်များကတဆင်အပေါ်ထက်သို့တက်လာခဲ့သည်။အပေါ်ထက်သို့ရောက်သောအခါအတန်မဲအော်တန်သည်ပို၍ကျေလာသည်။ကျမသည်အတန်လာရအခန်းစီသို့လျှောက်လာခဲ့သည်။တကားသည် အနှဲငယ်ပွင့်နေသည်။ကျမလည်းတကားကိုပြင်းချင်းစွာတွန်းပွင့်လိုက်စေ။ ခန်းထဲတွင်ဘသူမှမရှိနေဘူးသို့တော်လည်းအတံမဲ့အော်တန်ဟာပိုး၍ကျဲလာတယ်အဲ့ဒီအတံဟာအခန်းထဲမှလာနေသည်ဟုထင်ရသည် ကျမလည်းအခန်းထဲသို့ဝင်လာခဲ့လိုက်တယ်အခန်းဟာမှောင်မိုက်နေပြီး လာရောင်အနေငယ်သာပြင်းပေါက်မှဝင်ရောက်နေတယ်ထိုလာရောင်ဟာနေရန်ပေါ်မှာရှည်လျားသောအရှိတ်များကို ထင်ဟပ်စေတယ် ကျမလည်းအခန်းအလယ်မှာရပ်နေပြီးနားဆွနေလိုက်တယ်။ရုတ်တရက်အခန်းတောင်မှလှုပ်ရှားမှုကိုတွေ့လိုက်ရတယ်။အဲ့လှုပ်ရှားမှုဟာအမောင်တို့ထဲမှာပြောက်ကွယ်သွားတယ်။ကျမလည်းထိတ်လန့်တုန်လှုပ်သွားပြီးနောက်သို့ဆုံရန်ကြိုးစားလိုက်တယ်။ဒါပေမဲ့ကျမခြေထောက်တွေကလှုပ်မရတော့ဘူး။ အမောင်တို့တဲမှာတစုံတစ်ခုဟာကျမဘက်သို့ရှောက်လာတယ်။ထိုရဟာလူသားရဲ့ပုံတံရှိတော်လဲ။မျက်နှာမှာမျက်လုံး၊နှာခေါင်း၊ဗစက်ဟူ၍ဘယ်အရာမှမရှိဘူး။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာအမဲရောင်ထဲတစ်ခုနဲ့ဖုံးအုပ်ထားတယ်။အဲ့ဒီရာကြီးဟာကျမရှိကိုရောက်လာပြီးခေါင်းကိုဆောင်းကကျမကိုငုံကြည့်လိုက်စင်။ ထို့အရာရဲ့မျက်နှာပေါ်မှာပေါ်လာတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။အပေါက်တစ်ခုသာဖြစ်တယ်။အလွန်ကြီးမားတဲ့အပေါက်တစ်ခု။အဲ့ဒီပေါက်ထဲမှာဘာရှိနေတာလဲမမြင်ရဘူး။အမှောင်ထုသာရှိနေတယ်။သို့တော်လည်းထို့အပေါက်ထဲမှာအတန်မဲ့အော်တန်ကိုကြားလိုက်ရပြန်တယ်။အဲ့ဒါတဖြည်းဖြည်းနဲ့ကြည်လာသမျှကြည်လာတယ် ကျမနားထဲမှာလဲစူညံစွာပဲ့တင်ထက်နေတယ်။ကျမဟာနာကျင်မှုကြောင့်ဒူးထောက်ကျသွားပြီးမျက်လုံးများကိုမှိတ်ထားလိုက်တယ်။ကျမမျက်လုံးများကိုပြန်ဖွင့်လိုက်တဲ့အခါမှာ အခန်းကြီးဟာဗလာကြီးဖြစ်နေတယ်။အတန်မဲ့အော်တန်ကိုလည်းမကြားရတော့ဘူး။ကျမလည်းအောက်ထပ်ကို အတင်းဆင်းပြီးကျမရဲ့ခင်မင်းတဲ့ဘီကိုလဲလိုက်တယ်။ ါပေမဲ့ကျမနားထဲမှာအတံမဲအော်တဲ့ဟာပဲ့တင်ထက်နေစေဖြစ်တယ်။ကျမဒီထို့အတံကိုဘယ်တော့မှမမေ့နိုင်တယ်လို့အဲ့ဒီအပေါ်ထက်ကိုလည်းဘယ်တော့မှတက်ဖြစ်မှာမဟုတ်တော့ပါဘူး။